ာပါတယ်တို့ဝါဇူလန်းကကြိုဆိုပါတယ်ဒီနေ့ဆရာတင်ကြားပို့ချမယ်ကောင်းစင်ရတော့ចောင်းជိုးပြယင်းဒီတစ်မျိုးဖြစ်တယ်အဆူဆွေးနှွေးကောင်းစင်ဖြစ်ပါတယ်အချို့ကလည်းထောက်ခံကကွယ်လို့ခေါ်ကြနော်အင်္ဂလိပ်လိုတော့ argumentative essay လို့ခေါ်တယ်။တချို့ကလည်း for against လို့ပြောကြတယ်။နော်အဲ့တော့ဒီ essay ကဘာလဲဆိုရင်စာဖတ်သူရဲ့စိတ်အခြေအနေသဘောထားနော်ခံယူချက်အမြင်တွေစတာတွေကို စာရေးသူရဲ့အလိုအတိုင်းပြောင်းလဲလာစေဖို့နောက်တစ်ချက်ကစာရေးသူရဲ့အလိုအတိုင်းလိုက်နာဆောင်ရွက်နိုင်စေဖို့ရေးသားတဲ့အနည်းဖြစ်ပါတယ်အဲ့တော့ဒီရင်းနှီးမှာအကြောင်းအရာတရက်ကိစ္စတရက်သဘောထားတရက်နဲ့ပတ်သက်ပြီးတော့လက်ခံမယ်ဆိုရင် လက်ခံနိုင်တဲ့ငင်းပယ်မယ်ဆိုရင်လည်းငင်းပယ်နိုင်တဲ့အဆိုပြုချက်ဒါမှမဟုတ်ရင်ပေါ်ပြချက်ပါရမှာဖြစ်ပါပညာရှာတဲ့မရှာတဲ့ဆိုတဲ့ခေါင်းစဉ်မျိုးမှာเนาะဒီအဆိုမျိုးမှာပေါ့ ပညာရဲ့သဘောကိုရှင်းပြဖို့မလိုပါဘူး။ပညာရှာသင့်တယ်ဒါမှမဟုတ်ရင်ပညာမရှာသင့်ဘူးဆိုတဲ့အဆိုကိုပဲအဓိကထားပြီးရေးရမှာဖြစ်တယ်။နော်ဆိုလိုချင်တာကအကြောင်းအရာတစ်ခုကိစ္စတစ်ခုသဘောတရားတစ်ခုရဲ့အကြောင်းကိုပဲအဓိကထားပြီးတော့မရေးပဲနဲ့အကြောင်းအရာ ကိစ္စသဘောတရားတွေရဲ့အဆိုကိုပဲအဓိကထားပြီးရေးရတာဖြစ်ပါတယ်။နော်အကြောင်းကိုအဓိကမထားဘူးအဆိုကိုအဓိကထားပါ เนาะဒါလေးကိုတစ်ချက်ဒေချာမှတ်ပြီးထားဖို့လိုတယ်အဲ့တော့ဒီဆိုဆွေးနေရေးသားမှာပေးထားတဲ့ဆိုတရားပေါ်မှာเนาะတို့ကထောက်ခံတဲ့ဘက်ကဖြစ်ဖြစ်ကန့်ကွက်တဲ့ဘက်ကဖြစ်ဖြစ်တစ်ဖက်ဖက်ကယက်တည်ရမယ်မိမိရဲ့အမြင်သဘောထားကိုဆွေးနွေးရေးသားရတဲ့အရေးသားမျိုးဖြစ်တယ်အဲ့တော့ဒီဆိုဆွေးနေရေးသားရဲ့သဘောတဘာဝဟာကြောင်းကျိုးပြစာစီစာကုန်ဖွင့်ဆိုရှင်းပြစာစီစာကုန်သဘောတဘာဝအဖြစ်များစွာမကွာလှပါဘူး ပေးထားတဲ့ဆိုတရားကိုထောက်ခံရင်ပဲဖြစ်ဖြစ်ကန့်ွက်ရင်ပဲဖြစ်ဖြစ်မိမိရည်ရည်တဲ့ဘက်ကိုအကြောင်းနဲ့အကျိုးနဲ့ရှင်းပြရတာဖြစ်တယ်။တခါတရံအစိုးမပေးထားတဲ့အကြောင်းတရားရက်ကို ဖွင့်ဆိုရှင်းပြရတာမျိုးလဲရှိတတ်ပါတယ်။ဒီအစိုးဆွေးနေအရေးသားနဲ့ဒီသာမန်စာစီစာကုန်းအရေးသားတို့ဟာတင်ပြပုံမှာတော့အနှဲငယ်ကြွာချသွားတာဖြစ်ပါတယ်။အဲ့တော့တို့မြန်မာသားအစိုးဆွေးနေအရေးသားမှာပေးနိုင်တဲ့ နော်ဒီအဆိုအမျိုးသားတွေကိုရေပုံရအားဖြင့်၄မျိုး၄စားတို့ခွဲလို့ရပါတယ်အဲ့ဒီအမျိုးသားတွေကတော့၁အကြောင်းအရာနှစ်ခုနှစ်ဖက်မြအဆို2အကြောင်းအရာတစ်ခုကြိုးပြင်းမြအဆို3အကြောင်းအရာတစ်ခုတစ်ဖက်သက်အဆို4အကြောင်းအရာတစ်ခုစန့်ကျင်ဘက်များနော်အဆိုလိုဖြစ်ပါရေပုံရအမျိုးအစား၄မျိုးခွဲကြတာဖြစ်လို့ဒီမီ၄မျိုးပဲ ဒီအတိုင်းပဲဖြစ်ရမယ်လို့တော့မဆိုလိုပါဘူးလေးလာလို့လွယ်ကူအောင်ဒီ၄မျိုးခွဲကြပြထားခြင်းသာဖြစ်ပါတယ်เนาะဖြစ်နိုင်ခြင်းရှိတဲ့ဒီ၄မျိုးကိုခွဲပြထားတာဖြစ်ပါတယ်เนาะအကြောင်းအရာနှစ်ခုနှစ်ဖြတ်မြအဆူအကြောင်းအရာနှစ်ခုရှိမယ်ဒါမဲ့ဒီအဆူနှစ်ခုဟာအကြောင်းအရာနှစ်ခုသည်နှစ်ဖက်စလုံးမြတယ်เนาะဒီလိုအဆူမျိုးပါเนาะခေါင်းထဲမှာအကြောင်းအရာနှစ်ခုတနည်းအားဖြင့်နှစ်ဖက်ပါရှိပြီးတော့အဲ့ဒီနှစ်ဖက်စလုံးဟာအေးပါမှုမြတ်မြတ်တတရှိနေတတ်ပါ အဲဒါကြောင့်ဆွေးနွေးတဲ့အခါမှာကိုရက်တီလိုတဲ့ဘက်ကနေပြီးတော့ထောက်ခံဆွေးနွေးတာမျိုးဖြစ်ပါတယ်ဒီလိုကောင်းစဉ်မျိုးဟာသကရေလူပွဲကောင်းစဉ်ဆန်တဲ့အဆိုမျိုးဖြစ်ပါတယ်ဥပမာပြောရရင်အားလိုက်ရမှာခྱི་သွားခြင်းဟာအိမ်တွင်အနားယူခြင်းနဲ့ပိုကောင်းသည်စာမေးပွဲမဖြစ်မီညမှာညနေတကောင်အထိစာချက်ချင်းထက်စောစောအိပ်ဆက်ခြင်းကပိုအကျိုးရှိသည်ဆိုတဲ့အဆိုမျိုးတွေဖြစ်ပရမအဆိုမှာခྱི་သွားခြင်းနဲ့ အိမ်မှာအနားယူခြင်းဆိုရဲဘက်နှစ်ဘက်ပါနေတယ်။ဒါကြောင့်ခီးသွားတာကိုဝါသနာပါတဲ့သူကဒီအဆိုကိုထောက်ခံပြီးတော့ခီးသွားတာပိုကောင်းတယ်လို့ဆွေးနွေးရေးသားရမှာဖြစ်တယ်။အိမ်မှာအေးအေးဆေးဆေးအနားယူရတာကိုပို့ပြီးတော့နှစ်သက်တဲ့လူကတော့ဒီအဆိုဆန့်ကျင်ပြီးတော့ခီးသွားတာရဲ့အခက်အခဲတွေကိုပေါ်ပြပြီးတော့အိမ်မှာအနားယူတာပိုကောင်းတယ်လို့ကန့်ကွက်ဆွေးနွေးနိုင်ပါတယ်။ဒုတိယဆုံးမှာလဲညနေသံဃာအုပ်ထိเนาะ ညင်းတဲ့သကောင်အထိစာကြက်ချင်းနဲ့စောစော အိပ်ဆက်ချင်းဆိုတဲ့အကြောင်းအရာတစ်ခုပါဝင်နေတယ်။ဆောင်းဝဲမပြေမီညမှာညင်းတဲ့အထိစာကြက်တာဖြစ်ဖြစ်စောစော အိပ်တာဖြစ်ဖြစ်အကျိုးအပြည့်မျှနေတာဖြစ်တဲ့အတွက်ကိုယ်တန်ရာဘက်ကိုဆွေးနွေးဖို့ပဲဖြစ်ပါတယ်။ဒီဆွေးနွေးချက်တွေဟာကိုယ်ရည်တည်တဲ့ဘက်ကိုတင်ပြတာသာဖြစ်ပြီးတော့အမှန်တရားကိုပေါ်ထုတ်ပြနေတာမဟုတ်ဘူးဆိုတာကိုတော့သတိပြုရမှာဖြစ်တယ်เนาะအမှန်တရားကိုပေါ်ထုတ်နေတာမဟုတ်ဘူး ကိုရက်ဒီတဲ့ဘက်ကိုတင်ပြနေတာဖြစ်တယ်ဒါလေးကိုသတိထားပါကျိုးရင်ပြစင်အောင်ပွင့်မှုကိုဝါဇုံလန်းနဲ့စာနုနေကြပြီလားဝါဇုံလန်းမှာလေ KG ကနေ Grade 12အထိအတန်းလိုက်ဘာသာစုံသင်ခန်းစာတွေကိုဝိုင်းရင်ဆရာကြီးဆရာမကြီးတွေကသင်ကြားပေးထားပြီးတဦးချက်အနီးကပ်သင်ကြားပေးထားသလိုမျိုးလေ့လာနိုင်ပါပါမတည်သေးတဲ့စာကိုပဲဖြစ်ဖြစ်နားမလည်တဲ့စာကိုပဲဖြစ်ဖြစ်အဲလွတ်သွားတဲ့စာကိုပဲဖြစ်ဖြစ်ပုံနဲ့ကနေအချိန်မရွေးထက်ခါထက်ခါ လေ့လာနိုင်ပါတယ်ရှင်။သင်ခန်းစာတွေကိုကြိုတင်လေ့လာဖို့အတန်းတန်း15လစာဘာသာစုံကို32500ကျပ်နဲ့ဝယ်ယူပြီးတော့ချိန်ကြီးတဲ့ရာသင်ခန်းတန်းကိုလည်းလက်ဆောင်ရိုက်ယူလိုက်တော့နော်။